အားလုံးပဲမင်္ဂလာပါများ။ကောင်းစံသတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဒီပုံတိုင်းဆက်သွားရင်မြန်မာပြည်ရဲ့အခြေအနေကမတည်ဝင်းစရာအကြောင်းတွေကိုပြောပြလာတဲ့မောင်ရသာရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာမောင်ရသာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအချင်းချင်းတိုက်ခိုက်နေတဲ့အပေါ်မှာဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစံသတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ နှစ်2020ခုနှစ်ဇွန်လ17ရက်နေ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညီကောင်မတွေကိုအဒီကနေ့မှကျွန်တော်အများကြီးမပြောလို့ပါဘူးเนาะလူလူရဲ့အခက်အခဲတွေလည်းကျွန်တော်တော်တော်များများပြောခဲ့ပြီးပြီမနေ့ကစစ်ကြောင်းဖြစ်တဲ့ဒုက္ခတွေလည်းကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ပြောရင်လည်းဒီစစ်နဲ့ပတ်သက်တာတွေပဲပြောမှာစစ်ကိုခေါ်ရင်တော့စစ်ကရောက်လာမှာပဲဘယ်ဘက်ကပဲအားပေးသည်ဖြစ်စေမလဲမသိစစ်ဖြစ်လာရင်အားပေးတဲ့သူကအားမပေးတဲ့သူကအတူတူခံရမှာเนาะမျှခံရမှာ ဆိုတော့ရန်သူကဝင်လာတဲ့အချိန်เนาะဒါတစ်ဖက်ရန်သူဆိုတော့တစ်ဖက်က NGC CBS PDF ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒါတောင်းရန်သူအဖွဲ့အစည်းတွေ EO လို့ခေါ်တဲ့ဒိုင်းနာလက်နက်ကိုင်အဖွဲ့အစည်းတွေအဲ့ဒီပုံကိုယ်တွေနေရာတစ်ခုဝင်ရောက်လာပြီပေါ့ဆိုတော့သူတို့ကိုထောက်ခံတဲ့လူတွေအတွက်တော့ပြဿနာမရှိဘူးမြေသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေအတွက်ပြဿနာရှိလာမယ်တခါအဲ့ဒီမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်ဖို့စူးစမ်းတဲ့အချိန်ပြန်လဲထိန်းချုပ်နိုင်တဲ့အချိန်ကြရင်လေအချင်းတော့တောင်းရန်တောင်းရန်သူတွေကိုအားပေးခဲ့ကူညီခဲ့တဲ့ပုံကိုယ်တွေပြန်ပြီးချိန်ကနေဘာကြောင့်လဲ တစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေကြလေသူ့ဘက်ကိုဘက်ဆိုတာရှိတယ်သူ့ဘက်လိုက်တဲ့လူကသူ့လူကိုဘက်လိုက်တဲ့လူကကိုလူဒီလိုခွဲကြမှာသို့တော့သူ့ဘက်ကိုဘက်လိုက်လိုက်ကိုဘက်ကိုဘက်လိုက်လိုက်ဒီနိုင်ငံထဲကပြည်သူတွေပါခင်ဗျားတို့အားပေးနေတဲ့ဟိုဘက်ဒီဘက်စစ်သားတွေလူမျိုးတွေဆိုတော့လေအကုန်လုံးဒီနိုင်ငံထဲကလူတွေကြီးပဲနော်ခင်ဗျာကရင်ကိုဘက်အားပေးအားပေးကချင်ကိုဘက်အားပေးအားပေးမွန်ကယားရခိုင်ခင်ဗျာကြိုက်တဲ့လူအားပေးပါနော်ဒီနိုင်ငံထဲကတိုင်းရင်းသားပဲဒီနိုင်ငံသားလူကြီးတန်း60လို့ပြောတယ်လူကြီးတန်း90လို့ပြောတယ်လူကြီး55တန်းလို့ပြောနေတယ်ဒီနိုင်ငံတွေက မှရှိတဲ့လူကြီးတွေပဲဆိုတော့ဒါလေးကိုမမေ့နဲ့မနေ့ကပုံကူတယောက်ပြောသားလေးသဘောကျပါတယ်เนาะကျွန်တော်ဒါ copy ယူလိုက်တာပေါ့သူကပြောပြတယ်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသားဥယျာဉ်နဲ့အမျိုးသမီးဥယျာဉ်ကိုအဲဇယားချလိုက်တဲ့ခါကျတော့အမျိုးသမီးဥယျာဉ်ကနှစ်တန်းလောက်ပုံနေတယ်ပေါ့ဆိုတော့အမျိုးသားဥယျာဉ်နှစ်တန်းလောက်ဟိုအမျိုးသားတယောက်အမျိုးသမီးတယောက်အိမ်တောင်ပြုတ်မယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအမျိုးသမီးနှစ်တန်းလောက်ကဟိုယူစရာလင်မရှိတဲ့ဘဝကိုရောက်တဲ့ပုံစံမျိုးသူပြောပြတယ်မှန်ပါတယ် ကျွန်တော်ကအဲ့ဒါမျိုးသူကဟိုသတင်းချက်လက်တွေဒါနိုင်ငံကိန်းကနန်းတွေနဲ့ထောက်ပြတယ်ပေါ့ကျွန်တော်တို့အများကြီးထောက်မပြခြင်းခုကျွန်တော်တို့ရက်ွက်ထဲမှာ18နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းဥပဒေစင့်ခေါ်ရေးအရာတချို့တချို့သောလူတွေကမရှိတော့ဘူးတချို့တချို့သောလူတွေကနာမည်ရှိတယ်ဒါပေမဲ့လူကထိုင်းမှာအလုပ်သွားလို့တယ်မလေးမှာအလုပ်သွားလို့တယ်တခြားတခြားသောနေရာတွေမှာရှောင်းပိုးနဲ့အလုပ်လုပ်နေကြတယ်အတချို့တစ်ဝက်ကမြမတက်မတော်ထဲမှာတောင်းထမ်းဆောင်နေကြတယ်တချို့တချို့သောသူတွေကဌာနဆိုင်ရာအသီးသီးနဲ့အဲ ဟိုတခြားနေရာဒီမှာလုပ်ငန်းဝင်နေကြပေါ့တချို့တချို့သောပုံကူတွေက PDF အဖွဲ့အစည်းတွေနဲ့တခြားတိုင်းသားလက်နက်ကန်တွေတို့မှရောက်တယ်ဆိုတော့ရက်ွက်ထဲမှာလူငယ်ဆိုတာမရှိသလောက်ရှားနေပြီဘလို့လူတွေရှိမလဲရှစ်တန်းကိုတန်းဆယ်တန်းဆယ်နှစ်တန်းအဲ့လိုလူငယ်လေးတွေနော် first second third final တက်ကတော့တက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်ပြင်ပမှာလူငယ်ဆိုတာမရှိသလောက်ကျွန်တော်တို့ရက်ွက်တွေထဲမှာတော့လူငယ်ဆိုတာမရှိသလောက်ဖြစ်သွားပြောမလို့ generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတဲ့အခါကျတော့ မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လဲအမျိုးသမီးတွေအများကြီးကျောင်းမှာကြည့်ရင်လဲကျောင်းကန်တက်ခန်းထဲမှာကျောင်းလာတက်တဲ့ကျောင်းသားကျောင်းသူအချို့ချကြည့်လဲကျောင်းသူဟာအများကြီးတယ်ဘလို့မှအချို့မပြောက်တော့ဒါကြည့်ပါလဲဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တန်ဆိုးရင်မကောင်းလဲကိုမျိုးတော့လက်ခုပ်လက်ဝတ်တီးနေတဲ့တိုက်ပွဲတွေဖြစ်တယ်နော်မြမတက်မတော်ကကြားလိုက်ရင်လဲဟိုဘက်ကပြောကြတယ်မိုးငါဘဏ္ဍပွဲကြားတယ်ဘာညာမိုးငါဘဏ္ဍမိုးပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြန်မာနိုင်ငံသားတွေ တစ်ဖက်ကလည်းပြန်ပြန်ဗဒက်ဗနကင်တို့ဘာတို့ပြောကြတယ်အဲ့ဒီกินသွားတဲ့ဗဒက်တွေလည်းမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးတာကျွန်တော်ပြောနော်ဘသူပဲနိုင်နိုင်ဘသူပဲရှုံရှုံစစ်ဖြစ်ပြီဟေ့ဆိုရင်အတူတူပဲတော်ဟိုရက်တည်းကညင်လိုက်ပါလေရွာဘက်တီမှာလင်းပုံခြေတာနော်ရွာဘက်တီမှာလင်းမုံခြေတဲ့တောဆက်တီကိုလင်းမုံခြေတဲ့အမြောက်ကြီးတွေပြစ်တယ်ကျွန်တော်ရှိရသတင်းတွေဝင်ပါလေ เนาะဒါကျွန်တော်ပကူတိုင်းအနောက်ချမ်းမှာနေတာဖြစ်တယ်ပကူတိုင်းအနောက်ချမ်းကတတိယကျွန်တော်ရှူရောက်တယ်ကျွန်တော်နေရာတော့တိကျမပြောဘူးဘာကြောင့်လဲအဲ့ဒီဒေသမှာရှိတဲ့လူတွေအနေရကိုကျွန်တော်စိုးရိမ်လို့မပြောတာဘာလို့ဆိုနှစ်ဖက်စလုံးကိုကြောက်နေရတဲ့နေတာဆိုတော့လင်းလာတယ်ပုံချသွားတယ်ကျွန်တော်ပြောပါတယ်ဒီရက်ွက်ထဲမှာရှိတဲ့လူငယ်တွေကပဲစစ်တပ်ထဲမှာစစ်သားဖြစ်တာအဲ့ဒီရက်ွက်ထဲမှာရှိတဲ့လူငယ်တွေကပဲ PDF ထဲမှာတောင်းကျမ်းသူတွေဖြစ်တာဆိုတော့ဒီရက်ွက်ထဲကရက်ွက်သားအချင်းချင်းပြန်တိုက်တာအဲ့တော့စစ်သားကလည်း သူ့မိဘရှိတဲ့အိမ်ကိုပြန်လိုက်တယ်ရဲခွဲတွေဝဲရောက်မှာသူတို့တစ်ဖက်ကလူကမြင်မယ်ဒီအိမ်ကစစ်တပ်နဲ့ပတ်သက်တဲ့ဒလန်တက်မှာဆိုတော့ PDF အချက်ပတ်ထဲမှာရောက်နေတဲ့လူကလည်းသူ့မိသားစုသူ့မိဘသူ့တကယ်ချင်းတဲ့အိမ်ကိုပြန်လာမှာပြန်လာရင်ဘာဖြစ်လဲဒီကောင်အချက်ပတ်ဖွဲ့စည်းနဲ့ပတ်သက်တယ်ဆိုတော့အားလုံးကတိုင်းရင်းသားတွေကြီးပဲနော်အားလုံးကနိုင်ငံသားတွေအားလုံးကညီကိုတွေအားလုံးတကယ်ချင်းတွေကြီးပဲကျောင်းတွေပဲတကယ်ချင်းတွေအချင်းချင်းတွေအခုကျတော့ကွဲလဲမှုတွေရှိပြီတော့တနေ့တနေ့ရန်သူကြီးတွေလိုပဲတေချာပြန်စစ်စားကြည့်ခင်ဗျားတို့စဉ်းစားဖို့ကျွန်တော်ပြောနေတာကျွန်တော်ဘယ်သူနိုင်နေဘယ်သူပေါ်နေကျွန်တော်စိတ်လဲမဝင်စားဘူး ဘသူပဲနိုင်တယ်ကျွန်တော်နိုင်ငံတော်အေးချမ်းဖို့ပဲလုပ်တယ်ဘသူပဲနိုင်တယ်ကုန်စင်တို့နေကြတာဖို့အရေးကြီးတယ်ဘသူပဲနိုင်တယ်စီးပွားရေးတွေမြင့်တက်လာမယ်လူမှုရေးတွေမြင့်တက်လာမယ်အခြေခံလစာတွေမြင့်တက်လာမယ်ကုန်စင်တို့နေကြဆင်းသွားရမယ်ဒီနိုင်ငံရဲ့အကြမ်းမာရေးလူမှုရေးစီးပွားရေးဆက်ဆက်ရရမြင့်တင်ဖို့နိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်ဖို့ပဲလုပ်တယ်ဘသူပဲအုပ်ချုပ်အုပ်ချုပ်ဘယ်ဘက်ကိုအုပ်ချုပ်မှကောင်းလာမယ်ဆိုတဲ့စကားကိုကျွန်တော်လက်မခံဘာကြောင့်လဲလူလူအုပ်ချုပ်တာမဟုတ်လို့လူလူအုပ်ချုပ်တာမဟုတ်လို့ကျွန်တော်ပြောပြပြီးဘယ်အစိုးရပဲတက်တဲ့ တက်လာတဲ့အစိုးရကလမ်းဖောက်ပေးရမယ်တရားဆောက်ပေးရမယ်စာတင်ကြောင်းတွေဆေးရုံတွေဆောက်ပေးရမယ်တာတိုင်းနဲ့ပတ်သက်တဲ့အဆောက်အဦတွေသူ့အနေနဲ့ချိမြင့်ပေးရမယ်နော်ဟိုလှုပ်ဆောင်ပေးရမယ်ဥဆောင်ပေးရမယ်ဒါအစိုးရလို့အစိုးရတိုင်းလုပ်ရမှာဘယ်သူပဲအစိုးရတက်တက်ဘယ်ပါတီပဲအစိုးရတက်တက်လုပ်ရမဖြစ်မနေလုပ်ရမယ်လုပ်ငန်းစီအဲ့တော့အစိုးရတော့တက်တန်းပြအောင်နေသွားတယ်သူ့ငန်းတီတွေမှာဘာမှမလုပ်သေးဘူးဆိုတော့ဒါအသုံးမချတာပေါ့အဲ့ဒါကိုအသုံးမချဘူးလို့ခေါ်မယ်ကျွန်တော်ကသဘောပေါက်လားမသိဘူးအခုလက်ရှိနေထားမှကြည့် တိုင်းပြည်ကတောင်းကနေဖြစ်နေတဲ့ဂျားတွေကနေလမ်းတွေရအောင်ဖောက်နေတံတားတွေရအောင်စောင့်နေအပြက်စီးတွေကိုရအောင်ပြုတ်ပြင်းနေတယ်နိုင်ငံတကာကပိတ်ဆို့ထားလို့เนาะကျွန်တော်နိုင်ငံမှာကုစင်းလုံးတွေအရန်ကြီးနေဒေါ်လာဈေးတွေအဆမတန်မြင့်တယ်ရွှေဈေးတွေအဆမတန်မြင့်တယ်ဆက်သုံးစီဈေးတွေကြီးမြင့်နေတဲ့အချိန်เนาะအဖက်ဖက်ကနေဈေးကြီးနေတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိတဲ့နော်ဟိုကွန်ပျူတာတစ်ခုကိုနိုင်ငံခြားကမာယူတင်သွင်းမယ်ဆိုရင်တော့တိုက်ရိုက်အနည်းနဲ့တွေတွေလို့မရပဲတွေပွက်ပြီး20 30 ဂျာကန်နေနဲ့တဲ့ပြီးဝဲသုံးနေရတဲ့အနေထားမျိုးမှာလမ်းကြီးရအောင်ဖောက်သွားတယ်ကတ်တရားတွေရအောင်ခင်းတယ်ဇကားတွေရအောင်ဆောက်သွားတယ်အစာအုပ်တွေရအောင်ဆောက်သွားတယ်ဒါလေးစားစရာလို့ပြောလို့ရတယ်ကဲတော့ဘလို့တွက်မလဲလို့ကျွန်တော်အနေနဲ့တော့ဒါလေးစားစရာပဲတော့ဒေါန်းဆဆိုကြည့်အနေဒီအုပ်ချုပ်တဲ့အချိန်မှာတကမလုံးကလမ်းနေဖွင့်ပေးထားတယ်ဒါပေမဲ့ထင်တယ်တော့ဘာမှဖြစ်မလာပြေဘူး အစောကြီးမှဘာဖြစ်မလာခဲ့ဘူးဦးသိစိန်လက်ထက်ကပလန်ချပြီးစောက်ခဲ့တဲ့သရသူ့လက်ထက်မှာပြီးတော့တဲ့အတင်းဘူကျုံအောင်ဆန်းသရဆိုခေါင်းစဉ်ကောက်တက်လိုက်တာလွှဲလို့သူ့လက်ထက်မှာစောက်သွားတဲ့သရတစ်စိမ့်မှမရှိဘူးကြီးမမဘာမှမရှိဘူးအယိုးရှင်လေးပြပြလာဒီကလိုင်းမှာတလင်သရအမှတ်နှစ်ကိုတလင်သရအမှတ်သုံးကိုစောက်သွားတယ်အခုရန်ကုန်နဲ့ဒလန်နဲ့ကုမဲ့ဒထားကြီးစောက်တယ်နော်ကျွန်တော်တို့အေယော်ဒီမြစ်ပေါ်မှာလည်းဒထားကြီးအများကြီးစောက်ဖို့ပလန်နေချထားတယ်ချတဲ့အတိုင်းလဲစပြီးတိစောက်နေတယ် ဆိုတော့အများကြီးအများကြီးလုံနေတယ်လမ်းနေအများကြီးဆောက်တယ်ဒါရအများကြီးဆောက်တယ်အဆောက်အဦတွေအများကြီးကျမိုင်နဲ့ပတ်သက်တဲ့အဆောက်အဦတွေခြေလက်ကျမိုင်ရဲ့အဆအဆောက်အဦတွေဆောက်တယ်သာသနိကအဆောက်အဦတွေဒီ၃လနဲ့ဒီကုန်လုတ်ပြန်သွားတာဒါအရှင်းတစ်ခုလို့ပြောလို့ရတယ်တပတ်ကပြန်ကြည့်ပြန်ရင်လေဒီအရှင်းတစ်ခုတော့ထူးချွန်တယ်သို့တော့လူအုပ်ချုပ်တာဖြစ်တဲ့အတွက်အားနည်းချက်တွေရှိကောင်းရှိမယ်ဒါအောင်နားလည်ဖို့လိုတယ်အပြစ်တွေပဲပြောလို့မရဘူးเนาะဒါကြောင့်ကျွန်တော်တော့ပြောရင်ခင်ဗျားတို့သဘောပေါက်တယ် ဆိုတော့ပြောနေတာကအဓိကဒီနိုင်ငံထဲမှာရှိတဲ့အစာအုပ်တွေဖို့မျိုးတိုးတက်ဖို့ဆိုတာနိုင်ငံအေဂျင့်တွေမှာရတယ်ခင်ဗျားတို့ပြောကြတယ်ကရင်ပြည်နယ်ချင်းပြည်နယ်မတိုးတက်ဘူးတိုးတိုင်းသားတွေဟုတ်ပြီခင်ဗျားတို့အဲ့မှာလက်နက်ကိုင်တွေရှိနေတဲ့အချိန်မှာခင်ဗျားတို့နေရာကိုဘသူကလာပြီးတော့ရင်းနှီးမြှုပ်နှံချင်ပါလဲဘသူကလာပြီးစိုက်ယုံနေရဲဝံဆောက်ရဲမှာလဲရန်ကုန်မြို့တိုးတက်ထွန်းကားတာကိုပြောနေရန်ကုန်မှာသဘုံမရှိဘူးကျွန်တော်တို့ပြည်မျိုးစက်မှုစုံဖော်ထားတယ်ပြည်မှာသဘုံမရှိဘူးမန္တလေးမှာစက်မှုစုံရှိတယ်မန္တလေးမှာသဘုံမရှိဘူးမော်လမြိုင်စက်မှုစုံရှိတယ်မော်လမြိုင်မြို့ပေါ်သဘုံမရှိဘူးလို့ရှိရင်မြန်မာနိုင်ငံမှာအဲ့ဒီတော့တောင်ကြီးအေးတာရစက်မှုစုံတောင်ကြီးမှာသဘုံမရှိဘူး ကျွန်တော်ပဲသဘောပေါက်လားမသိဘူးသဘောနေရှိတဲ့ကအစိုးရတမျိုးဒီသဘောကလမ်းကြီးကောက်တဲ့တမျိုးကုမ္ပဏီကဖယ်ခံနိုင်မလဲအဲ့ဒီကကျတော့ဘာဖြစ်လဲသူထုတ်လုပ်တဲ့တန်ဖိုးနဲ့ညီမောင်သူပေးရတာနဲ့ကဲအလုပ်သမားတွေကိုလာစားရှော့မယ်ကုမ္ပဏီစီကိုဈေးတင်မယ်ဘသူတွေထိခိုက်လဲပြည်သူတွေပဲထိခိုက်တာဆိုတော့ဒါလေးကိုနားလဲဘူးလို့ရယ်ကိုယ်နိုင်ငံထဲမှာတည်ငြိမ်တိုးတက်ခြင်းနဲ့ဆိုရင်လက်နက်တွေစော့ကဲလို့ရယ်ဖက်ဒရယ်ဖက်ဒရယ်လိုချင်ရတယ်မြမအစ်တက်မတော်ယူပြည်တော်စုတက်မတော်နဲ့အိုင်းဒေသကြီးအစ်တက်မတော်ခွဲခြားလိုက်တယ် ီတော်စုတက်မတော်မှာချင်းလင်းချင်းမြန်နေပါတယ်တက်မတော်ကပြီးတော့ဒိုင်းအုပ်ချုပ်မယ်ခဲတို့ကတိုင်းသားလက်နက်ကင်တွေအကုန်လုံးကပြည်နယ်တိုင်းဒေသကြီးတက်မတော်ပြည်အသွင်ပြောင်းလိုက်ရိုးရှင်းလဲခင်ဗျားတို့လည်းခင်ဗျားတို့လက်နက်ကင်လို့ရတယ်ခင်ဗျားတို့ဘာသာကိန်းတွေအုပ်ချုပ်လို့ရတယ်ပြီးရင်အဲ့ဒီကနေခင်ဗျားတို့မကျင်တဲ့ဘူးလက်အရက်ဝတ်တွေလဲပါတီထောင်ပြီးတော့ကို့ပြည်နယ်တွေမှာကိုယူကောက်ခံကျွန်တော်တခါပြောခဲ့ပူပါတယ်ခင်ဗျားတို့နော်အောက်ခြေရက်ွက်အုပ်ချုပ်ရင်မှုရွေးတယ်လို့မြို့နယ်အုပ်ချုပ်ရင်မှုကိုလည်းရွေးကောက်ပါပြည်သူကခန့်တယ်လို့ဖြစ်ပါစေဘာကြောင့်လဲဝန်ထမ်းဖြစ်နေရင်သူကအချိန်တိုင်းပြောင်းသွားမယ်လေဘာမှတိုးတက်အောင်လုပ်မှာမဟုတ်ဘူး တော့အယတာဖြစ်နေရင်နောက်နေသူမဲရဖို့အတွက်ဒီမြို့နယ်ကိုသူများမြို့နယ်တွေပေါအောင်သူပြင်တော့မှာစ조사တော့မှာအကောင်းဆုံးလုပ်မှာဒါမှတိုးတက်လာမှာအပြိုင်ဆိုင်ရှိမှာဟာလားနှစ်ပြည့်သုံးနှစ်ပြည့်ပြောင်းသွားရတဲ့လောက်ထဲသွားဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးကျွန်တော်အောက်ခြေအုပ်ချုပ်ရေးမှူးကိုရွေးမယ်မြို့နယ်အုပ်ချုပ်ရေးမှူးကိုရွေးမယ်ခရိုင်အုပ်ချုပ်ရေးမှူးကိုရွေးမယ်တိုင်းရင်းသားရေးဝန်ကြီးချုပ်ကိုမိမိစိတ်ကြိုက်ပြည်သူတွေကရွေးချယ်ခွင့်ရမယ်ဆိုရင်ဒီနိုင်ငံတိုးတက်ပါပေါ့ဘာကြောင့်အပြိုင်ဆိုင်ကြီးပဲအချိန်တန်လို့ဟိုဘဝကနေပြီးတော့ရောမင်းတို့တိုင်းဒေသကြီးတို့ကမင်းကဘယ်တိုင်းရဲ့ဝန်ကြီးချုပ်လို့မင်းကဘယ်ပြည်နယ်ဝန်ကြီးချုပ်လို့ပြောရင်တော့ ူပြောစားအထုံးကိုဘာမှမရှိပဲပြည်သူတင်မြှောက်တာမှမဟုတ်တာပြည်သူကသူ့ဒီတိုင်းထဲမှာအုပ်ချုပ်မဲ့လူသူရွေးချယ်မှအဆင်ပြေပါလိမ့်ဟုတ်တယ်မလားဒီလိုပဲနိုင်ငံတော်အုပ်ချုပ်မဲ့ပုဂ္ဂိုလ်ကိုလည်းပြည်သူကရွေးချယ်ဆုံးဖြတ်ခွင့်ရှိရမယ်ဆိုဘသူဘသူမှမသိဘူးသူကောက်တင်ထဲတာပဲရောနိုင်ငံတော်သမရအဖြစ်ရွေးချယ်တင်မြှောက်ခံသူသူ့ဘသူကတင်မြှောက်လိုက်တယ်လို့တော့မသိဘူးကြုံခဲ့ရဘူးလေဆိုတော့မြန်မာနိုင်ငံမှာအဲ့လိုလေခက်ခဲလေးရှိတယ်ဒါလေးလို့နားလည်ဖို့လိုတယ်နော်တကယ်တိုးတက်ချင်ရင်အာနာကိုအောက်ခြေထိခွဲဝေးပြလိုက်ပြည်သူဆန္ဒနဲ့အညီလုပ်လိုက်လို့တက်လာလိမ့်မယ် ဒါပေမဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံရှိကဥပဒေအဲ့ဒီချက်တွေပါမလားတိုင်းဒေသကြီးအထက်ကတော့အစိုးရဖွဲ့ခွင့်ပေးတယ်အောက်ကခရိုင်တို့မြို့နယ်တို့ကြတော့ဟထားပြီးတော့အောက်အောက်ဆုံးရက်ကြီးကြမှာပြည်သူယူရွေးကောက်ခံပြန်ဖြစ်သွားတယ်ဆိုတော့ဒီအလင်းနှစ်ခုကအစိုးရဝန်ထမ်းဟထားတယ်အဲ့ဒါယူကလွဲနေတာလေဆိုတော့အပေါ်အစင်းကြီးရွေးကောက်ခံလိုက်ဒီနှစ်ခုမှလည်းရွေးကောက်အောင်ပါနိဟုတ်တယ်မလားဒါမှခရိုင်အုပ်ချုပ်ရေးမှုတီအရသာသူ့ခရိုင်ကိုတိုးတက်အောင်သူများခရိုင်နဲ့ရှင်တောင်းသူစူးစမ်းတော့မယ်နောက်နှစ် နောက်9နှစ်ပြည့်တဲ့အချိန်ရွေးကောက်ပွဲမှာ तू ဒီအုပ်ချုပ်ရေးမှူးရာထုတ်ပဲဆက်ရဖို့တဲ့ तू အသေးစံစူးစမ်းတော့မှာဘာမှမလုပ်ရင် तू ပြုတ်မှာပဲလေဝန်ထမ်းကြတော့စူးစမ်းနေကြမလို့နှစ်ပြည့်ရင်ပြောင်းသွားမှာပဲ तू က तू ဘာမှမလုပ်လဲနှစ်ပြည့်ရင်ပြောင်းသွားမှာဆိုတော့တိုးတက်လာမှာမဟုတ်ဘူးတိုးတက်ခြင်းအပြိုင်ဆိုင်ထဲမှာတိုးတက်မှာဒါတာပြောပြတာအတိုက်ကမရှိဘဲနဲ့မတိုးတက်ဘူးပါတီတခုတည်းသွားနေပါတီတခုတည်းကောင်းနေလို့အလကားပဲ။ဟာ तू ဘာလို့လို့ပြောမယ်လူမှမရှိတာ။အတိုက်ခံရှိမှသူ့ကိုပြောမှ။သူ့ကိုပြောမှအပြောကလွတ်အောင် तू ပြင်မှပြင်မှကောင်းလာမှာ။ဒါပဲ။အတိုက်ခံဆိုတော့လူကိုလူတဲ့နိုင်ငံတခုမှာ။ဆိုတော့ပြောချင်တာ အပြူသဘောဆောင်တဲ့အတိုက်ခံဖြစ်စေပျက်စီးဖို့အတိုက်ခံမဖြစ်စေနဲ့ကိုယ့်ရဲ့ပြိုင်ဘက်ဟာကိုယ့်တဲ့ကောင်းအောင်လုပ်နိုင်ပြီဆိုရင်ကောင်းတဲ့ထက်ကောင်းမဲ့နီလန်းနေကိုသူ့ပြပြီးရင်ကိုကကြည့်သူ့ကောင်းအောင်လုပ်တယ်အဲ့ဒီကောင်းအောင်လုပ်တာတဲ့ကိုကောင်းအောင်သူ့ထက်ပိုကောင်းအောင်ကိုဘယ်လိုလုပ်အောင်လဲဆိုတော့စဉ်းစားပြိုင်ဆိုင်မှုကအဲ့လိုဖြစ်နေရမှာဒါဒီကောင်းလေးအာနာပြုတ်ပြသွားမှငါအာနာရမယ်ဆိုတဲ့အတွေ့အကြုံနဲ့တွေ့ရင်တော့ဘယ်တော့မှမတွေ့တော့ဘူးဘယ်တော့မှပြောမြန်မာနိုင်ငံဟာအောက်ဆုံးကအောက်ဆုံးပဲဘယ်တော့မှမပေါ်တက်လာမှာမဟုတ်ဘူးတော့ပေါ်လာမသိဘူး 0 minus တောင်ဖြစ်သွားမှာ minus 1 2 3တောင်ဖြစ်သွားမှာအပေါ်တက်လာမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့အဲ့0ရဲ့အောက်ကိုပဲကျသွားမှာတကယ်တွေ့တတ်ချင်ပြိုင်ခုနကကျွန်တော်ပြောသလိုပဲအတိုက်ခံနေပြိုင်ဘလို့ပြိုင်ရမှာလဲကိုပြိုင်ဘက်ကလုံရက်တွေဝေဖန်မင်းဒါလို့တော့မှားနေတယ်မင်းတို့ဒါလို့တော့မှားနေတယ်သုံးခါလောက်ထောက်ပြလိုက် तू ဆက်မလို့ရတော့မှားနေမှန်တဲ့လမ်းကို तू ပြောမယ်ဒီလိုတော့ကောက်ွက်မင်းဒါလို့တော့ငါတို့မကြိုက်ဘူးကောက်ွက်ကောက်ွက်မလို့တော့ဘာကြောင့်ကောက်ွက်လဲသူ့ဘက်ကဖြည့်ရှင်းချက်ပြန်ပေးမယ်ကိုဘက်ကလည်းကောက်ွက်တဲ့အကြောင်းအရာတွေပြန်ပြောမယ်ဒါပဲအဲ့လိုညှိတန်းကြီးရွာမှာအပြုသဘောဆောင်တဲ့ အတိုက်ခံတွေ့တယ်အခုလို့အတိုက်ခံပြီးတော့ငါမင်းတို့မကြိုက်မင်းတို့မကြိုက်မင်းတို့မကြိုက်တက်ဖြတ်သွားဓာတ်ရံဖုံးသေးဘူးမင်းတို့မကြိုက်လို့တက်လိုက်လေဒီနိုင်ငံသားတွေဒီနိုင်ငံထဲမှာတက်မလို့ထောက်ခံနေသူတွေအများကြီးရှိတယ်မင်းတို့ NDC PHP NO PUBG အဲ PDF ပေါ့နော်ငါလည်းနည်းနည်းအရင်နောက်လည်းဒီကောင်တွေပြောရတာလည်းမှားတာရှုပ်ချုပ်ကိုခန့်နေရပဲအဲ့ဗရက်တွေအဖွဲ့နဲ့ NDC ဒုံဆက်စုကြည်ကိုမထောက်ခံတဲ့လူတွေမင်းတို့အာဏာရရင်ဘာလို့မှလည်းအဲ့လူတွေလက်ရှိတက်မိသားစုတွေလက်ရှိဝန်ထမ်းမိသားစုတွေမင်းတို့ဘာလို့မှလဲရိုးရှင်းလေးပြောတာနော် အဲ့အဲ့စိတ်ဓာတ်တွေရှိနေတယ်မင်းတို့ဘာလို့မှလည်းမနိုင်ဘူးဒါပေမဲ့မင်းတို့ကတော့မြန်မာနိုင်ငံကိုဒုက္ခအပိနိုင်ဆုံးဇဘိုးတွေတော့ဖြစ်နေမယ်ဘာလို့မှတတ်မရအောင်ဆေးလည်းဖျက်မရရင်းနှွေးလည်းပြေမရခရေတစ်ခုလုံးမိရှုပ်ပြီးမှရမယ်နေတာဒါကြောင့်တော့လည်းအဆင်ပြေပြီကိုကိုတိုင်းမှအိတ်ဆရာပုံပြောက်သွားလိမ့်မယ်တပြက်တနာတက်နေတို့မှလည်းဇဘိုးကင်မြန်တည်တယ်တစ်တီနဲ့ကိုအိတ်နေရတာမဟုတ်ရင်ဂရင်းမိရှုပ်ကမကင်းဆိုင်နေပြီဂရင်းမိရှုပ်ကလည်းမဖြစ်သေးဘူးကွာနော်လက်ရှိနေသားမှာဆိုတော့ပြောတာကဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားတွေမင်းတို့နိုင်လဲဒီနိုင်ငံထဲရှိတဲ့နိုင်ငံသားအချို့ကြီးပါ အဲ့တော့လက်နက်နဲ့တိုက်နေမယ့်အစားပူးပေါင်းပြီးဘယ်လိုဖြေရှားမလဲလို့မစင်းစားကြည့်မိဘူးလားမင်းတို့လက်နက်ကင်ထားတဲ့လက်နက်တွေလည်းစွန့်စရာမလိုပဲနဲ့ပြည်တော်စုတပ်မတော်ကြီးရဲ့ဒစိတ်တစ်ပိုင်းအဖြစ်နဲ့နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးလေးမရှိကြဘူးလားပေါင်းရင်ဆိုပေါင်းလို့ရတာပဲလေဟုတ်တယ်မလားအခု BG ရဲ့နေကြောင်းတက်တွေဖြစ်လာပေါင်းသွားတာပဲဌာနပြည်သူစစ်တပ်ဖွဲ့တွေဆိုတာဒါလက်နက်ကင်ပွဲစည်းတဲ့နဲ့ပေါင်းစည်းလာတာပဲအများကြီးပေါင်းလို့ရပါတယ်လက်ရှိနေထားမှာကြည့်မြန်မာနိုင်ငံအင်ဂျင်ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့တင်းနေပြီဘင်္ဂလားဒေ့ရှ်နဲ့ အဆော်ရီပါကစ္စတန်နဲ့အိန္ဒိယနဲ့ကလည်းခေါင်းကြီးဆိုင်တဲနေပြီတရုတ်နဲ့ထိုင်ဝမ်နဲ့ကလည်းတဲနေပြီကမ္ဘာမှာတဲနေတဲ့နိုင်ငံတွေအများကြီးပဲနော်ကမ္ဘာစစ်တေတော့ဖြစ်လာနိုင်တယ်တို့နိုင်ငံတွေမှာအင်အားရှိဖို့လေအခုလို့ကွဲနေငါတို့နိုင်ငံသူများအသားလေးထုချေသွားလို့ရတယ်အိန္ဒိယလည်းတရုတ်ကိုတိုက်ချင်တို့ဗမာပြည်ဖြတ်သွုံးမှာပဲဗမာလည်းအိန္ဒိယကိုတမချင်ဖြတ်သွုံးမှာပဲအဲ့တော့ငါတို့နိုင်ငံကဟိုစစ်တပ်ကတမျိုးအဖွဲ့အစည်းတွေကတမျိုးမစည်းမလုံးဖြစ်နေတိုက်မြင်အင်အားမရှိရင်တိုင်းတစ်ပါးအသားလေးတက်နေသွားမှာဒီချိန်မှာအချင်းချင်းရဖြစ်နေပုံမလို့ဘူးကမ္ဘာအရေးခင်းကိုကြည့်တကမ္ဘာလုံးမှာဆူနေပြီး ဖြစ်ဖို့တာဆူနေပြီတို့မှာအင်အားရှိဖို့လိုတယ်မင်းတို့ပေါင်းလိုက်အောင်အင်အားတစ်ခုတောင်းတရအောင်လုပ်ပြီးတော့မှညှိနှိုင်းပြီးတော့မှအဖြစ်တစ်ခုရှာရံဖြစ်မနေနဲ့ဒီချိန်မှာညင်ညွတ်ဖို့တင်ပြီနော်စီလုံးဖို့တင်ပြီကဘာရေကိုနားဆွင့်ကြည့်ကဘာကြီးမှာဆူလာပြီပူလာပြီအာရှောက်ဘာရောက်လာပြီနော်ဟိုအနောက်အစုကထိတ်တဲရင်ဆိုင်မှုတွေအရှိလေပိုင်းထိတ်တဲရင်ဆိုင်မှုတွေ ခုအာရှကိုကတ်လာပြီတက်ကနေဖြစ်လာမင်းလည်းမင်းမလည်းလည်းငါမလည်းလည်းချမယ်ဆိုတာတွေကဖြစ်လာပြီစဉ်းစားပါပြည်သူတွေရှိတယ်စစ်သွားတိုက်မဲ့လူတွေကိုထမင်းထုတ်တွေပေးတာကိုအားမကြပါနဲ့အဲ့ဒီထမင်းထုတ်ယူသွားတဲ့လူတွေအကုန်လုံးအိမ်ပြန်မရောက်နိုင်ပါဘူးနော်တပြည်ပန်းနဲ့ပြန်လာလို့တပြည်ပန်းနဲ့ကန်းခဲ့တဲ့လူတွေအဲ့ဒီတပြည်ပန်းကိုလက်နဲ့ထိပွေ့မရပဲကြမ်းနေခဲ့တဲ့လူတွေအများကြီးရှိတယ်ဆိုတာတွေကကြံနေခဲ့တဲ့သူတွေကိုကိုတပြည်ပန်းကန်းနေတဲ့သူတွေကို အဲ့တပိပန်းကန်းခွင့်မရအောင်လုပ်ခဲ့တဲ့သူတွေအားလုံးဒီနိုင်ငံသားတွေဒီနိုင်ငံရဲ့လူသားအရင်းအမြစ်တွေဒီနိုင်ငံထဲမှာရှိတဲ့လူဦးရေရဲ့တစိတ်တတိသားတွေအဲ့ဆိုလိုချင်တဲ့သဘောသဘောပေါက်မယ်လို့ထင်တယ်ညညပါစီလုံးပါပြဿနာကိုလက်လက်နဲ့အဖြေမရှာပါနဲ့ဘရောမှမပြီးဘူးညင်းကျစွာဖြေရှာကဲလို့ဆွတ်ဆက်ညီနိုင်ရေလုံးမယ်ဂျားနေပုံကိုယ်တွေတတ်တိရှိရှိနဲ့ဖြံမြင်မဲ့ပုံကိုယ်တွေအများကြီးလိုအပ်တယ် ဆိုတော့သူ့ဘက်ကပဲအဒီကောင်လေးပြောစရာမလိုဘူးကွာဟာငါတို့ကဒီကောင်လေးအောက်ကျခံစရာမလိုဘူးလို့ပြောရင်ဘယ်တော့မှမငြိမ့်နိုင်နဲ့စင်မီကြမှာဒုက္ခရောက်နေမဲ့ပြည်သူတွေကိုကိုချင်းစာကြည့်အဲ့တော့ short နှစ်ဖက်စလုံးက short တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြီးတွေရှူလာဒီလိုပဲပြောချင်တယ်နော်အကြီးနဲ့အငဲနဲ့ဘာပြောတတ်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာ အကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပေးမရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့အတွက်ညီလေးတွေပဲအဲ့တော့အကိုကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့အချင်းချင်းကြီးကိုချင်းချင်းတင့်တင့်မြတ်မြတ်နေဖို့လိုလာပြီဒါလေးပြောချင်တယ်နော်